ပညာဘူမိတက်ကတော့တာကမကွေဒီဒီပတ်တူပါရဏဒေသနာနိဗ္ဗာန်လမ်းပြတရားအရှင်သီလာစာရဤမေးပြများအပိုင်းကိုဖတ်ကြားခြင်းတက်လက်ဖတ်ကြားခြင်းမေခန္ဓာ၅ပါးကိုတုံညာလို့မြင်အောင်ကြည်နိုင်ခြင်းကြိုးကိုခေါ်ပြတာဟေးခန္ဓာ၅ပါးကိုတုံညာလို့မြင်အောင်ကြည်နိုင်ရင်အတ္တဒိဋ္ဌိတက္ကရာဒိဋ္ဌိတို့ကိုဖယ်ရှားနိုင်သည်မေအဇိတခေါင်းဆောင်တော်တပည့်ကြီး16ယောက်တို့တွင်အတက်ကြီးဆုံးယသိအမိနှင့်အတက်ကိုဖော်ပြပါ ခြေအဇိတခေါင်းဆောင်တော်တပည့်ကြီး၁၆ရောက်တို့တွင်အတက်ကြီးဆုံးရတေးဤအမည်မှာပင်ကြီးရဖြစ်ပါသည် သူသည်အတက်120ရှိနေပြီဖြစ်သည်မေပင်ကြီးရပုံနာဤနေသားကိုဖော်ပြပါခြေပင်ကြီးရပုံနာဤနေသားမှာတိဇီနောဟမတမီအဖိုးကြီးဖြစ်နေပြီနှစ်အဘလောအားရမရှိ၃ဝိတဝနောအသားအရေတွေဆိုပြမှုမရှိတော့၄ နေထောနာတုတ်ရာသဝနံနာဖာတုမျက်စီလည်းမကောင်နားကလည်းတိတ်မကြရတော့ပါမေအိုချင်းတရားနာချင်းတရားတွေမှာလွမြောက်ရှင်သည်ပင်ကြီးရအာမျက်စွာဖျားဟောကြားသည့်တရားရှင်းပြပါခြေတရုပ်တရားကြီးကဒုက္ခပေးတာကိုမြင်အောင်ကြည့်ပါမျက်စီမုံလက်တုံနားထိုင်စသည့်ရုပ်တရားကြီးကဒုက္ခပေးနှိပ်စက်นี่ไอ้เหลอยุทธยาจีก็ตระวาฤดูบลาไม่เสร็จติสู่รากูไม่มีไม่เลยเนี่ยเนี่ยเลยส่วนไอ้ยุทธยาฤดู နောက်မရဖို့အတွက်စူးစမ်းရမယ်။၃နောက်ဘဝမဖြစ်ဖို့အတွက်ယုတ်တရားတွေကိုလိုချင်တဲ့တဏှာကိုဖယ်ရှားရမယ်။မေပင်ကြီးရရရှိသောဓမ္မစင်တန်ကိုဖော်ပြပါ။ပင်ကြီးရသည်အနာဂံစင်မဲရရှိပါသည်။မေပင်ကြီးရယဟန္တာမဖြစ်ဘဲအနာဂံစင်မဲရရှိရခြင်းကြောင့်ကိုရှင်းပြပါ။ဖြေပင်ကြီးရသည်လက်စွာဘုရားတရားကိုနာသည့်အခါအသက်ကြီး၍ကြားတစ်ချက်မကြားတစ်ချက်ဖြစ်ခြင်း။နှင့်ငါဦးလေးဟာဒီတရားကိုမနာရဘူး။သူမလိုက်လာနိုင်ဘူးဟုသူဦးလေး ူဦးလေးပုံနာ ပေါ်ဆိတ်ရောက်နေခြင်းအချက်ပါနှစ်ချက်ကြောင့်သူဒီတရားအာယုံနဲ့စိတ်ကိုပြပြေဝဝမရောက်သည့်အတွက်ယဟန္တာမဖြစ်ပဲနာဂံစင်နဲ့ရရှိပါသည်သို့တော့သူဤတပည့်တစ်ထောင်ကမူယဟန္တာများဖြစ်သွားကြပါသည်မေပင်ကြီးအားယဟန္တာဖြစ်အောင်မြတ်စွာဘုရားဟောကြားသည့်တရားကိုဖော်ပြပါဖြင့်မြတ်စွာဘုရားကဇေတဝန်เจ้าကနေရောင်ကြီးတော်လှုပ်ပြီးပင်ကြီးရမင်းမတရာဆွမ်းအားရရှိတယ်ဝက်ကလိဟာ တရာဆွမ်းအားတွေကြောင့်ယဟန္တာဖြစ်သွားသလိုဘဒ္ဒရာဝုဒ္ဓရာဟာလည်းတရာဆွမ်းအားတွေကြောင့်ယဟန္တာဖြစ်သွားတယ်။မင်းမှာတရာဆွမ်းအားတွေရှိတယ်။ဒါကြောင့်တရာဆွမ်းအားတွေကိုတိုးမြင့်မှာငါဟောတဲ့အနိစ္စဒုက္ခအနတ္တဝိပဿနာဉာဏ်တွေနဲ့တရာဆွမ်းအားတွေနဲ့ဆုံးဖြတ်ချက်ချနိုင်အောင်ကြိုးစားပါ။အဲ့ဒီလိုကြိုးစားရင်တေခြင်းတရားကိုကျော်ဖြတ်နိုင်မှာလို့မြတ်စွာဘုရားကဟောလိုက်တဲ့အခါပိန်ကြီးရသည်ယဟန္တာဖြစ်သွားပါသည်။ မေဘာဝရီပုံနာကြီးရရှိသောဓမ္မစင်တန်ကိုပေါ်ပြပါဖြည့်ဘာဝရီပုံနာကြီးရရှိသောဓမ္မစင်တန်မှာအနာခံဖြစ်ပါသည် မေအဇိတယတိခေါင်းဆောင်သော16ရောက်ဤအမေပုံစာများမေးပြီးသည့်အခါတရားနာနတ်များမြင်းများလောက်ကျွတန်းဝင်ကြပါသည်ဖြည့်အဇိတယတိခေါင်းဆောင်သော16ရောက်ဤအမေပုံစာများမေးပြီးသည့်အခါတရားနာနတ်တွေ14ကြေလောက်ကျွတန်းဝင်ကြသည်မေဘာရီပုံနာကြီးဤတပည့်16ရောက်တို့တွင် မေမြန်းခြင်းဤအဆုံး၌ယဟန္နာမဖြစ်သောယတိယဟန်ဤအမည်ကိုပေါ်ပြပါဖြေဗာရီပုံနာကြီးဤတပည့်၁၆ယောက်တို့တွင် မေမြန်းခြင်းအဆုံး၌ယဟန္နာမဖြစ်သောယတိယဟန်ဤအမည်မှာပိန်ကြီးရဖြစ်ပါသည်မေယတိယဟန်၁၆ယောက်တို့တွင်အရူပဇန်တိရရှိထားသောယတိယဟန်တို့ဤအမည်ကိုပေါ်ပြပါဖြေယတိယဟန်၁၆ယောက်တို့တွင်အရူပဇန်တိရရှိထားသောယတိယဟန်တို့၏အမည်မှာ၁ဥပတိကွာယတိယဟန်၂ ပေါ်တာလာယတိယံတို့ဖြစ်ကြပါသည်မှတ်ချက် အာကိန်စညာယန္နာဇံရရှိသူမေးနေနဲ့ထပ်ပါတိုင်းဖြေရည်မေယတိယဟန်16ရောက်တို့တွင် ရူပဇံစရုဋ္ဌဇံရရှိထားသောယတိယဟန်အမည်ကိုဖော်ပြပါဖြေယတိယဟန်16ရောက်တို့တွင်ရူပဇံစရုဋ္ဌဇံရရှိထားသောယတိယဟန်၏အမည်မှာဥရိယယတိယဟန်ဖြစ်ပါသည်မေဟွန်းဖြေများဖတ်ကြားတွင်ဤတွင်ပြီးဆုံးပါသည်